မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပုံမှန်ထက်နှစ်ဆလောက်ကြီးတဲ့စပြည့်သီးတွေ့ရတယ်ဝယ်ခဲ့တယ်အဲ့ဒါလေးကိုစမ်းပြီးတော့စားကြည့်မှဖြစ်ပါတယ်ယူရီးယားစပြည့်သီးဖြစ်ပါလိမ့်မယ်ဒီလိုအိတ်တွေရောပိုက်တွေရောဘူးတွေရောအထက်လိုက်ထုတ်ထားတယ်ကျွန်တော်အဲ့ဒါကိုထုတ်လိုက်ပြီးတော့ရေဆေးလိုက်ပါတယ်ရေဆေးပြီးတော့ကျွန်တော်စားကြည့်မှဖြစ်ပါတယ်ပုံမှန်ကျွန်တော်တို့စားနေကြစပြည့်သီးနဲ့အရသာပါกว่าလဲဆိုတော့ तू ကကြီးတော့အသားထူတာပေါ့ဗျာအသားထူပြီးတော့အဲ မှွေးတယ်နည်းနည်းမှွေးတယ်ပြီးတော့အစိရတာဒီဒီတစိပဲပါတာအဲ့ဒါတပူးလုံးမှာအဲ့တစိပဲပါတာအဲ့ပထမဆုံးစားတဲ့တလုံးမှာအဲ့တစိပါတယ်ပေါ့နော်အဲအရသာကတော့ချိုတယ်အသားထူတယ်မှွေးရယ်စားလို့ကောင်းတယ်ပေါ့နော်ပုံမှန်စပြေသီးဆိုလို့ရှိရင်အစိတွေထွေးထုတ်ရတယ် तू ကတော့သူ့ရဲ့အခွန်ကနူးညံ့တဲ့အတွက်ထွေးထုတ်စရာမလိုဘူးစားလို့ရန်ကောင်းတယ်လို့ပဲပြောချင်ပါတယ်စပြေသီးကိုကျွန်တော်အနီးကရိုက်ပြမယ်ဗျ သူ့ဘူးလေးကတော့ဒီတစိုက်ပေါ့နော်